ရေးလာတယ်ဆိုတော့ပြပကျူးကျော်စေးကြုံလာရင်အရေးပေါ်ကိုကဲဖို့အတွက်နေပြည်တော်စေယုံအောင်မှာရှိုးဝဲတိဆောက်ထားတဲ့ကိုကဲယုံမှုယုံနေဟာငလင်းချောင်းဖိခိုက်ခဲ့တယ်ဆိုပြီးတော့စေယုံက BBC သတင်းမိကကျွန်တော်ပြောပါတယ်လေချောင်းကာဝယ်နိုင်အောင်နဲ့ရှိုးဝဲနေရဖြစ်ဖို့ကိုဦးစားပေးတဲ့အဲ့ဒီနေရာကအခုလိုမလီကျွန်တော်တို့အင်အားပြည့်တဲ့ငလင်းနဲ့ကြုံလာတဲ့အခါမှာတော့ထိခိုက်သွားတာဖြစ်ပါတယ်လေပြောချင်တာတော့ကျွန်တော်မြောက်ကိုရီးယားတို့ဟိုကောင်အာဆက်တို့ကျွန်တော်ထွက်ပြေးတဲ့ပုံစံမျိုးပဲမင်းအောင်လိုင်းလည်းအချိန်နေမကောင်းရင်ကျွန်တော်မြေရောက်လှိုင်ကောင်းတွေဖောက်ပြီးတော့ ရုရှားသူပြည်နိုင်ငံရုရှားနဲ့တရုတ်ကိုထွက်ပြေးဖို့တဲ့ဖောက်ထားတဲ့နေပြည်တော်အောက်မှာရှိတဲ့သူတို့ပြည်တော်ဥမင်လှိုင်ကောင်းတဲ့အကုံလုံးကလည်းဒီပြည်အမင်းနဲ့ငလင်းချောင်းအကုံလုံးပြက်စီးသွားပါဆိုတဲ့သတင်းကို BBC ကဖော်ပြထားတဲ့သတင်းပြေဆုံးဘေးနားမှာကျွန်တော်ခြာပေးထားပါတယ်ပါကြောင်းနေလာလီနေထိုင်နေရန်ကုသိုလ်တော်ပြားပေးပြီ Ja, die niet. Hallo, zitten. Hallo, သူတို့ဘက်ကပတ်စံဖိနေဈေးဝယ်ဖို့တော့ဒါမင်းနဲ့ဂျားရဲရကျွန်တော်မြန်မာပြည်သူဒါအနီးတယောက်ကမပေးပါနဲ့တဲ့ဈေးရောက်နေညီမလေးဟုတ်လေသူတို့ရှာပတ်စံမြူးနေတော့လေသူစိုက်ပေးပါမယ်ဒါမင်းနဲ့ဘီနန်နိုင်ငံကူညီကယ်ဆယ်သမားတွေကလည်းကျေးဇူးတင်နေမဟုတ်ဘူးသူတို့ကသူတို့ပေးပါမယ်ဆိုတော့ကဆန်ရှင်ရတော့ပတ်စံယူလားမယူလားတော့မသိဘူးနောက်မှတစ်ချက်တော့ဆက်ပြီးတော့Một phụ nữ Myanmar vừa lau nước mắt vừa dành trả tiền cà chua và rau củ cho bộ đội Việt Nam, nhưng các cán bộ, chiến sĩ kiên quyết từ chối và đồng ý

Maji. Thank you so much, madam. Thank you so much. No, no, no. Keji, keji, yo. We come here. Keji, yo. Mm -hmm. Oh, but I know, be like it, no? အခုမြင်တွေ့နေရတဲ့ကားကရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာမလင်ဘေးဒုက္ခသည်တွေအတွက်တရုတ်နိုင်ငံကထောက်ပံ့ပေးတဲ့အကူအညီပစ္စည်းတွေကိုမန္တလေးမြို့စီတွားပို့နေတာဖြစ်ပါတယ်။အဲဒီကားပေါ်ကစက်ကူဖားတွေပေါ်မှာ ကယ်ဆယ်ရေးသုံးပစ္စည်းတွေလို့တရုတ်ဘာသာနဲ့ရေးသားထားတာကိုတွေ့ရပြီးရဟရင်နဲ့တွားရင်အချိန်တိုတွင်ရောက်ရှိနိုင်တဲ့ခရီးကိုကားနဲ့နိုင်ပေါင်းများစွာမောင်းနှင်နေတာကိုတွေ့ရပါတယ်။ဒီအချိန်မှာစစ်ကောင်စီကသဘာဝဘေးရန်ကြီးရဲ့ကုညီကယ်ဆယ်ရေးခေါင်းစဉ်နဲ့ဥရောပကဝယ်ယူထားတဲ့ကယ်ဆယ်ရေးရဟရင်တွေပြည်ရင်းစစ်မှာတိုက်ရင်အဖြစ်တင်းမှုတုံးနေတဲ့ MI7D လိုရဟရင်တွေပဲရောက်နေလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေပါတယ်။အဲ့ဒီတော့ဒီအရေးပေါ်ရိတ်ခါလေးရိတ်ခါလေးပါရေးချပေးတာလေးပါအကုန်လုံးလို့ရတယ်အဓိကတော့ အဲရေဘေးတွေပိုင်းမှာပူသုံးဝင်တာဗောနော်ရေဘေးတို့လေဘေးတို့မှာသုံးဝင်တာဗောဟိုကဒါသုံးဝင်အဲဒီကအဲ့လိုမျိုးတွေမှာတော့ဗေဒနာနဲ့နေရှင်ရောင်းသားလာတွေမှာဒါလေးပေါ့အဓိကတော့အရေးပေါ်လူနာတွေပိုင်းဆိုဒါရင်နဲ့တည်ထုတ်လို့ရတယ်ဖီရိုကွန်ပျူတာရဟန်းရင်တစင်းနဲ့စုစုပေါင်း90ဆင်းတတ်တော်ဝင်ခြင်းခန္ဓာကိုဒီကနေ့မနက်ပိုင်းကမေတီလာတက်နေရှိလေချောင်းတက်တဲ့လေဒါစကန်ဌာနချုပ်မှာကျင်းပပြုလုပ်ပိုင်စစ်ကောင်စီကတဘာဝဘေးအနေနဲ့ကူညီကယ်ဆယ်ရေးခေါင်းစဉ်နဲ့ဂျီရိုကော်ပတာ AS350 ဟီရိုကော်ပတာ H125 ကယ်ဆယ်ရေးရဟရင်6စီးအထိဝယ်ယူထားပြီးရန်ကုန်တိုင်းမော်ဘီမြို့နဲ့မကွေးမြို့ကလေတပ်မှထားရှိပါတယ်။ဒီလေယာဉ်ဟာအရေးပေါ်ကူညီကယ်ဆယ်ရေးအတွက်သုံးရတာဖြစ်ပြီးလူအများကြီးကိုတင်ဆောင်နိုင်တဲ့အခြေအနေတော့မရှိပါဘူး။လက်ရှိမှာတော့မန္တလေးပါဝင်မလင်တန်းကိုခံခဲ့ရတဲ့ဒေသတွေကပြင်းထန်တိုင်ရရသူတွေဟာဆေးရုံမဆန်းတဲ့အထိများနေပြီးအဲ့ဒီတဲကအရေးပေါ်ဆေးကုသဖို့လူနေတဲ့သူတွေကိုရန်ကုန်ပါဝင်တခြားဆေးရုံတွေကိုဒီကြောင်ကနေအလင်းမြန်ပို့ဆောင်နိုင်ဖို့ကိုလည်း ရဟယင်တွေကိုသုံးနိုင်ပါတယ်လက်ထက်တုန်းကရဟယင်ဟိုဒီငားရန်သုံးတာအပြင်ကိုကျွန်တော်တို့အနေနဲ့အဲကိုပိုင်လဲဆောင်ရွက်ထားခဲ့တာရှိတယ်ဒါရတဲ့တကက်ဒီသူအတွက်စပြီးတော့ဒီရဟယင်ကိုစပြီးတော့ထူထောင်နေကဒါဟာဇိမ်ခံပစ္စည်းမဖြစ်စေရဘူးလို့ ဒီနိုင်ငံတော်တိုင်းငံကြောင်းအောင်ဆန်းစုကြည်ကပြောတယ်ဒါအရေးပေါ်ကယ်ဆယ်ရေးအတွက်ပဲဖြစ်ရမယ်လို့ပြောတယ်ဒါကြောင့်အဲ့ဒီအတိုင်းဖြစ်အောင်လို့အထက်မှာပစ္စည်းပေါင်းစုံပေါ့အရေးပေါ်ကယ်ဆယ်ရေးမှာမြေပြင်မြေပေါ်မှာမြေအောက်မှာရေထဲမှာအလုံးကယ်ဆယ်နိုင်အောင်ဆိုရဲအရေးပေါ်ပစ္စည်းတွေပါတွဲပြီးတော့ဒါထည့်ထားတာရှိအဲ့ဒီပစ္စည်းကိုလည်းအဲ့ဒီလိုမျိုးအရေးပေါ်ရဟန်းရင်ကိုလည်းတုံးတာမတွေ့ရဘူးပေါ့နော်ပြည်သူလူထုကရွေးကောက်တင်မြှောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာတဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတွေအတွက် ဘဏ္ဍာငွေတွေတိုးမြင့်ပြီးအကောင့်ထဲပေါ်ဖို့ပြင်ဆင်ခဲ့ပေမဲ့စစ်ကောင်စီလက်ထက်မှာတော့အဲ့ဒီစီမံကိန်းတွေပြတ်ခဲ့ရပါတယ်။ NLD ဆိုရလက်ထက်ကတဘာဝဘေးအနေနဲ့ဆိုင်ရာကိစ္စရပ်တွေအတွက်ကယ်ကျေးရေးရဟယင်ငှားရမ်းဝယ်ယူတဲ့အပေါ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်လူမှုဝန်ထမ်းကယ်ကျေးရေးနဲ့ပြည်လဲနေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့ကိုစစ်ကောင်စီကတရားစွဲကထောင်ဒဏ်တွေချမှတ်ထားခဲ့ပါတယ်။ Subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါတယ်ကျွန်တော်